ားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ Azamin Blogger နေ့ပြန်လဲကြိုဆိုပါရစေအဲဒီ update data မှာကျွန်တော်ဗီဒီယိုတွေပတင်တန်ခဲ့ပါဘူးဘာလို့လဲဆိုတော့အဲစိတ်နဲ့သက်ဆိုင်တဲ့ဒီနည်းနည်းခံစားချက်နဲ့ပတ်ဆိုင်တဲ့နည်းနည်းပေါ့နော်အဲ့လိုမျိုးပြဿနာတွေနည်းနည်းရှိနေတဲ့အတွက်ကြောင့်ပေါ့နော်အခုထိရောပြဿနာကရှိနေသေးပါပဲဒါပေမဲ့အခုချိန်မှာကျတော့အဲ့ဒီချိန်တုန်းကဖြစ်ခဲ့တဲ့ချိန်တုန်းကတည်းကဆိုင်ဟိုအရန်ကိုအဲနည်းနေပြီပေါ့နော်ဒါပေမဲ့ဒီဖြစ်ရကိုကျွန်တော်နေနဲ့ပြန်ပြပြပြပေးပါမယ်ဘာလို့လဲဆိုတော့ဒီဖြစ်ရဆိုရင်အန်တာ လူတိုင်းနဲ့ဒါသက်ဆိုင်တဲ့အတွက်ကြောင့်ပေါ့နော်ဒီကတော့လူငယ်တွေနဲ့သက်ဆိုင်တဲ့အတွက်ကြောင့်ဒီဖြစ်ကိုပြောပြပေးမယ်ဒါပေမဲ့ဒီဖြစ်ကိုလက်ရှိမှာမပြောသေးဘူးနောက်3နှစ်4နှစ်5နှစ်ပေါ့နော်စသဖြင့်အဲ့ဒီနှစ်တွေတော့ကြာမှကျွန်တော်အဲ့ကြောင့်ရည်ပြပြဖို့အတွက်ရည်ရထားတယ်ပေါ့နော်ဒီနေ့ပြပြပေးမယ့်ကြောင့်ကတော့ proxy war ဆိုတဲ့စစ်ပွဲပုံစံတစ်မျိုးအကြောင်းပေါ့နော်ကျွန်တော်တို့ရှေ့ရှေ့ရခင်တော့ပေါ့နော်စစ်ပွဲတွေကိုဖြစ်တဲ့အခါမှာဆိုရင်အဲ့ဒီစစ်ပွဲတွေအရဆိုရင်တနိုင်ငံနဲ့တနိုင်ငံမတည့်လို့ဒါတိုက်ခိုက်တဲ့ဓာတ်ရိုက်တိုက်ခဲ့တဲ့ပုံစံပဲဖြစ်တယ်ပေါ့နော် ခုကျွန်တော်ပြောပြပြီးမှာပုံစံကကျတော့သူကတရက်တိုက်ခဲ့တဲ့ပုံစံမဟုတ်ဘူး proxy wire ရဲ့သဘောတဘာဝကကျတော့သူကနိုင်ငံတကာနိုင်ငံကိုတိုက်တယ်အဲသူကဒါပေမဲ့အဲ့တိုက်တဲ့ပုံစံကဆိုရင်ဟိုတရက်တိုက်တာမဟုတ်ဘူးတရက်ကြီးသွားတိုက်တာမဟုတ်ဘူးပေါ့နော်သူကတခြားနည်းနဲ့တိုက်တယ်အဲ proxy wire ကိုအကြံပြပြမှာဆိုရင်အရင်တော့ဖြစ်ခဲ့တဲ့စပွဲတွေကဒိုက်ရိုက်တိုက်ခိုက်တယ်ဒါပေမဲ့အခုဒီ proxy wire ကျတော့ဒိုက်ရိုက်မဟုတ်ဘူးသူကတွေ့ဝိုက်ပြီးတော့တိုက်ခိုက်တာပေါ့နော် proxy wire မှာဆိုရင်ပုံစံနှစ်မျိုးရှိတယ်ပေါ့နော် ပထမတစ်မျိုးကကျတော့နိုင်ငံ၄နိုင်ငံရှိရပေါ့နော်အဲ့ဒီနိုင်ငံ၄နိုင်ငံကိုကျွန်တော်ဒီနေ့တာသင်္ကေတအရင်းနဲ့ပြလိုက်မယ်နိုင်ငံ A ရှိတယ်နိုင်ငံ B ရှိတယ်နိုင်ငံ C ရှိရဲ့နိုင်ငံ D ရှိရဲ့ဒီ၄နိုင်ငံထဲမှာဆိုရင်နိုင်ငံ A နဲ့နိုင်ငံ B ကကျတော့သူကအင်အားကြီးနိုင်ငံတွေအင်အားကြီးနိုင်ငံတွေဆိုတာကသူတို့တွေကဆိုရင်စီးပွားရေးအင်အားကောင်းတယ်စီးရေးအင်အားကောင်းတယ်ပညာရေးအင်အားကောင်းတယ်အသက်သက်မှာအောင်းမလို့နော်အဲ့ဒီအချိန်မှာနိုင်ငံ C နဲ့ D ကဆိုရင် ဒါပထဝီအနေထားပေါ့နော်မြေအနေထားကိုလည်းပတ်သက်ပြီးငင်းကုန်ဖြစ်ပြီးတော့တနိုင်ငံနဲ့တနိုင်ငံတိုက်ခိုက်မှုတွေပြုလုပ်တယ်။တိုက်ခိုက်မှုတွေပြုလုပ်တဲ့အချိန်မှာဆိုရင်တို့တွေအဆက်ဖြစ်မလဲဆိုတော့အဲ့ဒီလို A နဲ့ B ရာဆိုရင်စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်တို့တွေနဲ့တနိုင်ငံနဲ့တနိုင်ငံစီးပွားရေးဒါကုလူဆက်ဆံမှုတွေရှိတယ်ပေါ့နော်။နိုင်ငံ A ကလည်းနိုင်ငံ B ဘက်ကိုဒါပစ္စည်းတွေအဲတင်ပို့မှုတွေအမှမဟုတ်နိုင်ငံ B ကနေသူ့နိုင်ငံတွေကိုဒါတင်သွင်းမှုတွေဒါအပြန်အလှန်အားဖြင့်တော့ရှိကြတယ်ပေါ့နော်။ဒါလို့သူတို့တွေအနေနဲ့ အဲစီဝိုင်းတိုင်ပတ်ဖြစ်တယ်အဲ့တော့တနိုင်ငံနဲ့တနိုင်ငံမတည်ဘူးပေါ့နော်တကယ်တော့သူတို့နေစစ်ပွဲတစ်ခုကိုဖန်တီးမှဆိုရင်သူတို့နိုင်ငံတွေမှာရှိတဲ့ပြည်သူတွေရဲ့အသက်အိုးရင်းစီစဉ်နေမမို့သူတို့နိုင်ငံရဲ့ဒီကြွေးဝါချောတာမှုတွေရာဆိုရင်ကြာဆင်းသွားနိုင်တယ်ပေါ့နော်အဲ့ဒီတော့ကြောင့်သူတို့အနေနဲ့စစ်ပွဲတွေကိုတိုက်မယ်ဆိုရင်လုံးဝမတိုက်ဘူးတိုက်ဖက်နဲ့သူတို့ရဲ့ပုံစံဘယ်လိုဖြစ်သွားလဲဆိုတော့အဲ့ဒီအချိန်မှာနိုင်ငံစီနန်းဒီကပထဝီအနေထားညီအနေထားပါမှုတည်ပြီးပြဿနာဖြစ်တယ်အဲ့ဒီပြဿနာကိုခုနကနိုင်ငံ A နဲ့ B ကကြည့် ြည့်ပြီးတော့နိုင်ငံ A ကစီဘက်ကိုလက်နက်ကူညီတွေလူဝင်အကူအညီတွေအစီရေးနည်းပညာအကူအညီတွေပေးတယ်ဆိုရင်နိုင်ငံ B ကဆိုရင်အနိုင်ငံ D ဘက်ကိုလည်းအဲ့လိုမျိုးစီရေးကူညီတွေနည်းပညာကူညီတွေနောက်ပြီးတော့ငွေကူညီတွေကိုသူတို့နေပေးတယ်ပေါ့နော်အဲ့လိုမျိုးကူညီပေးတဲ့ပုံစံကဒီမျိုးဖြစ်တယ်ဒါပုံစံတမျိုးကြတော့ဗာလဲဆိုတော့သုံးနိုင်ငံရှိတယ်အဲ့ဒီသုံးနိုင်ငံကဘယ်လိုလဲဆိုတော့နိုင်ငံ A ရှိမှနိုင်ငံ B ရှိမှနိုင်ငံ C ရှိမှ အဲ့ဒီသုံးနိုင်ငံမှာခုနကအရင်တော့လိုပဲနိုင်ငံ A နဲ့ B ရဆိုရင်ဒါစီးပွားရေးအများကြီးနိုင်ငံတွေပေါ့နော်သူတို့နေနဲ့စစ်ပွဲမဖြစ်ဘူးရှင်ပြိုင်မှုတွေရှိပေမဲ့စစ်ပွဲမဖြစ်ချင်ကြဘူးအဲ့ဒီတော့အဲ့ဒီအချိန်မှာပိုပေးနားနိုင်ငံဖြစ်တဲ့ C နိုင်ငံလေးရဆိုရင်သူကစစ်တနာဖြစ်တယ်ပေါ့နော်စစ်တနာဆိုတာကသူတို့ပြည်တွင်းပေါ့နော်ပြည်တွင်းစစ်ပွဲတစ်ခုဖြစ်ဆိုရနဲ့တဘောဆိုပြီးနှမျိုးပြေသွားမှာပေါ့နော်အဲ့ဒီအချိန်မှာနိုင်ငံ A ကဆိုရကိုဖောက်ခံတယ်ဆိုရင်နိုင်ငံ B ကတဘုံဖွဲ့ကိုဖောက်ခံတယ်ဒီလို့ နိုင်ငံ B ကစိုးရောက်တောက်ခံမှဆိုရင်နိုင်ငံ A ကသဘုံဖွဲ့ကိုတောက်ခံမှဆိုပြီးအပြန်အလှန်ဖြစ်သွားမှာပေါ့နော်အဲ့ဒါကသူပြက်ပုံစံမျိုးဖြစ်တယ်ပေါ့နော်နောက်ပြီးဒီစစ်ပွဲတွေ ਆ ဆိုရင်ဘာကြောင့်ဖြစ်လဲဆိုတော့သူတို့တွေ ਆ ဆိုရင်တနိုင်ငံနဲ့တနိုင်ငံဒါမှမဟုတ်သူတို့ရဲ့ဒေတာတွဲမှာဆိုရင်သမုတ်ဥတွေရှိတဲ့ခြင်းတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီကွက်ကြတော့သူတို့တွေကပြန်ဘက်တွေကိုအားနည်းစီတဲ့နဲ့အားနည်းစီတဲ့အတွက်ကြောင့်လည်းဖြစ်နိုင်တယ်ဘလို့လဲဆိုတော့ကိုယ်အနေနဲ့အခါပါတော့ကိုကကိုတင်ငယ်ချင်းတယောက်ရှိတယ် ိုကရင်းကြီးနေတဲ့တင်ငယ်ချင်းတယောက်ရှိတယ်အဲ့ဒါကိုကိုမတဲတဲ့တင်ငယ်ချင်းတယောက်ကကိုမနိုင်မသိရဒါပေမဲ့ကိုတင်ငယ်ချင်းကိုဒုက္ခပြလိုက်ခြင်းဆိုရင်ကိုဒုက္ခရောက်စီမှာဆိုတဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကိုပြိုင်ဘက်ကိုအားနဲ့စင်နိုင်တဲ့အတွက်ကြောင့်လေဒီ proxy war တွေမှာအဝင်ကြတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဘလော့ပုံစံမျိုးလဲဆိုတော့ကိုထောက်ခံတဲ့ဘက်ကနေကျိုးမြတ်တယ်ရရှိစေတိုင်းတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီအတွက်ကြောင့်သူတို့အနေနဲ့ဒါနိုင်ငံနဲ့နိုင်ငံစစ်ပွဲတွေဖြစ်တာဒါမှမဟုတ်နိုင်ငံတွင်းမှာဆိုရင်ပြည်ပကတွေဖြစ်တယ်ဝင်ရောက်ပါဝင်ရတယ်ပေါ့နော်ဆိုရင်တရက်တကယ်မှုတော့မဟုတ် ် white ပုံစံနဲ့ခုနကျွန်တော်ပြောတဲ့အနည်းပုံစံမျိုးတွေကတမျိုးမျိုးနဲ့သာအဝင်တဲ့ပုံစံတွေလောက်ကြတယ်ပေါ့နော်။ဒီနေ့ဗီဒီယိုလေးမှာဆိုရင်ကျွန်တော် proxy war ကိုဘယ်လိုဖြစ်တယ် proxy war ပုံစံဘယ်လို proxy ရှိတယ်ဆိုတာကိုပြန်နေတာတာပေးတယ်ပေါ့နော်။အဲ့တော့ဒီဗီဒီယိုလေးကိုကြိုက်တဲ့ဆိုရင် like subscribe share လုပ်ပေးပါ။ပြီးတော့ကျွန်တော် Facebook မှာထင်ရတယ်ဆိုရင်လည်း follow လုပ်လို့ပြန်ပေးထားကြပါကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြကြမယ်ဗျ။အားလုံးကိုဆုတောင်းပါတယ်။ Bye bye.